အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုအောင်ခန့်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအကြီးဆုံးဘားမျိုးစေ့တွေရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဘားကြီးတွေကတော့အာဖရိကလောနဲ့ထိုင်မှာရှိတဲ့ဂိုလီယက်ဆိုတဲ့ဘားတွေပဲဖြစ်ပါတယ်ဂိုလီယက်ဆိုတဲ့စကားလုံးဟာဟိဘရူဘာသာစကားကနေဆင်းသက်လာတာပဲဖြစ်ပါတယ်ဒီဘယ်ကတော့ကြီးမားသောဒါမှမဟုတ်အရမကြီးတော်ဒီဘယ်ရပါတယ် ဒီနာမည်ဟာတာမကြားရတယ်မှာပါဝင်တဲ့ဖိရီဒီလူမျိုးအယမဆက်သူကြီးကိုလည်းကိုရင်ညွှန်းပါတယ်။ဒါဝိနဲ့ကိုလည်းတို့ရဲ့တိုက်ပွဲဟာတာမကြားရတယ်မှာနာမည်ကျော်တဲ့တန်းတစ်ခုရှိနေပါတယ်။ဒါကြောင့်ဒီဖားကြီးလေးကိုကိုလည်းဖားလို့နာမည်ပေးခဲ့တာကအဲ့ဒီဖားမျိုးစစ်ရဲ့အကြီးမားတဲ့ရဲစားကိုရင်ညွှန်းတာပဲဖြစ်ပါတယ်။ကိုလည်းဖားတွေဟာကဘာပေါ်မှာအကြီးဆုံးဖားမျိုးစစ်တွေကတစ်ခုဖြစ်ပြီးတော့သူတို့ရဲ့အကြီးမားတဲ့အရွယ်စားကြောင့်နာမည်ကြီးပါတယ်။ဒီဖားကြီးတွေဟာတကယ်ကိုအံ့ဩစရာကောင်းပြီးထူးခြားတဲ့တဲ့ဘဝတွေပဲဖြစ်ပါတယ်။ တို့ကအာဖရိကနောက်ပိုင်းကင်မရွန်နိုင်ငံနဲ့အီကွေဒိုရီယာကနေနိုင်ငံတွေမှာအများကြီးနေထိုင်ကြပါတယ်။အဲဒီဒေသတွေရဲ့ရေတံခွန်တွေနဲ့မြေဆောင်တွေရဲ့နေနာမှာကျေးဇူးကြပါတယ်။တို့ရဲ့နေထိုင်ရာဒေသတွေကစုံစုံပြီးတော့အေးများတဲ့နေရာတွေပဲဖြစ်ပါတယ်။ဒီကောင်ကြီးတွေဟာအရန်ကိုကြီးမားပါတယ်။တို့ရဲ့ကိုယ်ရှိရာခြေထောက်ကိုမဆန်ထားတာတောင်မှသသုံးလက်မတွေရှိပါတယ်။အလေးတင်ကတော့ခုနပေါင်းထဲနေရှိပြီးတော့ဒါဟာမွေးကင်းကလေးတယောက်တည်းတောင်မှကြီးနေပါသေးတယ်။ သူတို့ဘာမှစိတ်မရှိပါဘူးထိတွေ့ကိုင်းကြော်လို့ရတဲ့သူတွေပဲဖြစ်ပါတယ်သူတို့ဝါစားသုံးလို့ရတယ်ဆိုပေမဲ့ရှားပါမျိုးတွေဖြစ်တာကြောင့်တချို့နိုင်ငံတွေမှာဥပဒေတွေထုတ်ပြီးတော့ဗန်ဒီဝင်ဝတ်ထားမြင်တာပါတယ်သူတို့ရဲ့အစားအစာကတော့ဘိုးကောင်တွေငါးသေးသေးလေးတွေနဲ့ကင်းတွေပါဝင်ပါတယ်ကိုရီးယားဘားတွေရာတခြားဘားတွေနဲ့မတူတဲ့အချက်တွေအများကြီးရှိပါတယ်ဥပမာသူတို့ကအပြန်လုံးဝမထွက်ပါဘူးဒါဟာအရင်ကထူးခြားတဲ့အချက်ပဲဖြစ်ပါတယ် ဒါပေမဲ့ဒီလိုပါခြေတော်နဲ့ခန္ဓာကိုယ်ကိုသုံးပြီးတော့အချင်းချင်းဆက်သွယ်ကြပါတယ်ခြေတော်နဲ့ခန္ဓာကိုယ်ကိုသုံးပြီးတော့မြေပြင်ကိုသုံးခါသေးပါတယ်အဲဒီသုံးခါမှုတွေကလည်းအခြားကားတွေကိုအတိပေးပါတယ်ဓာတ်ရည်ရှိတဲ့အချင်းတွေကိုအတိပေးတာနေမြေတွေကိုအမှားသားပြူတာနဲ့အပေါ်တွေကိုဆက်ဆောင်တဲ့အခါတွေမှာလုံဆောင်ကြပါတယ်တို့ရဲ့မျိုးပွားခြင်းကလည်းထူးခြားပါတယ်တို့ဟာရေထဲမှာတိုင်းဆောင်ပြီးတော့ဥပုကြပါတယ်အမားတွေဟာဥပေါင်းရာနဲ့ချီပြီးတော့ဥနိုင်ပါတယ်ဥတွေပေါက်လာတဲ့အခါမှာတော့ ဟာလေးလေးရာအသေးငယ်ပြီးတော့အန္တရာယ်များတဲ့အတွက်မိဘရဲ့ဆောင်းဆောင်မှုလိုအပ်ပါတယ်။ကိုရီးယားကားတွေဟာသူတို့ရဲ့ကြီးမားတဲ့အရွယ်သားကြောင့်နာမည်ကြီးပါတယ်။ဒါပေမဲ့သူတို့ရဲ့နေထိုင်ရာဒေသတွေပြည်စည်းလာတာနဲ့အမျှသူတို့ရဲ့အရေးတွေအားလည်းတစ်ဖြည်းဖြည်းယောနေလာပါတယ်။ဒါကြောင့်သူတို့ကိုကာကွယ်ဖို့လိုအပ်ပါတယ်။ကိုရီးယားတွေဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့တစ်ပါးတွေပါသူတို့ရဲ့ကြီးမားတဲ့ကိုယ်လုံးနဲ့ထူးခြားတဲ့အပြုမူတွေဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။ တို့ကအာဖရိကတောနယ်ကြီးရဲ့တကယ်ကိုစစ်မှန်တဲ့အဖွဲ့တရပါလို့ပဲဖြစ်ပါတယ်။ကိုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဂိုလီဘားတို့ရဲ့အကြောင်းကိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းဆက်လက်တင်ဆက်ပေးဖို့မှာပဲဖြစ်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကနေပြီးတော့ဗဟုသုတဒသုံးလေးရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးနေကြပြီတဲ့အတွက်ဒီဝီဒီယိုချင်းနေရန်ကိုလည်းကျေးဇူးတို့ပြန်ရှိပါတယ်။